ခြားသူတွေတော့မသိဘူးကျွန်တော်ဒီဘွဲကြည့်ပြီးသွားတဲ့အချိန်မှာတကူလုံးအားရင်နေကုန်ခန်းသွားသလိုပဲတကယ်ပွဲကောင်းတစ်ပွဲပေါ့လေတစ်ဖက်ကလည်းမာကုံပြင်းနဲ့စော့တယ်တစ်ဖက်ကလည်းကစားကွက်တည်ပြီးတော့ထိုက်တယ်မှာအမှတ်ပြင်းနဲ့ ရှေ့ဆက်သွားဖို့ကြိုးစားတယ်အနည်းမြင့်တက်ကြတယ်အများကြီးပဲကျွန်တော်တို့တကိုးနဲ့ရှုံးခဲ့တဲ့မိနစ်တွေရှိတယ်ကျွန်တော်တို့နှစ်ကိုးပြန်သွင်းပြီးတော့ဒီပွဲကိုငါတို့နိုင်ပြီဆိုတဲ့ခံစားချက်နဲ့ကြည့်ရတဲ့မိနစ်တွေရှိရယ်နောက်ဆုံးမိနစ်မှာကျွန်တော်တို့ဂိုးပြန်ပေးလိုက်ရတာရှိတယ်ပြောမယ်ဆိုရင်တော့ကစားသမားကြီးဒဏ်ရာရသွားမလားဆိုတဲ့စိုးရင်စိတ်ကဲဒီပွဲကိုငါတို့နိုင်နိုင်ရင်ဆိုတဲ့ခံစားချက်ကဲအော်တေးတမပဲငါတို့ရတော့ရယ်ဆိုတဲ့ခံစားချက် ရတမျိုးစုံပေးဆောင်ခဲ့တဲ့ပွဲပေါ့လေဒီရာသီကျွန်တော်ကြည့်ခဲ့သမျှအာဆင်နယ်ပွဲစဉ်မှာဆိုဒီပွဲကစိတ်လှုပ်ရှားစရာအကောင်းဆုံးနဲ့အမြန်ဆုံးပွဲလို့တော့ပြောလို့ရတယ်များသောဖြင့်အာဆင်နယ်နဲ့တွေ့ရင်အသင်းတော်များကခံစစ်ဆော့တယ်နောက်မှာပေးဦးလုပ်တယ်အာဆင်နယ်က PPC ဆော့တယ်ကစားကွက်တယ်ဒီအတိုင်းပဲသို့တော်ဆန်နလန်ကသူတို့ကွင်းလဲဖြစ်တယ်ပြီးတော့အာဆင်နယ်ကိုရှင်ပြီးကစားသွားတယ်မာဂုံနဲ့ကစားတယ်ဆိုတာထက်ဆိုင်ကျန်းတယ်လို့ပြောလို့ရတယ်ဘာကြောင့်ဒီလိုသုံးလုံးလဲဆိုတော့ကိုရီဘက်ကကစားသမားကိုသူတို့လာပြီးတော့ ကျူးလွန်တဲ့အပိုင်းတွေရဲ့ကိုယ်အိမ်နဲ့ထိမိပြီးတော့အချိန်ဝိဖြစ်သွားအောင်တံပိုးချပြီးတော့ဒဏ်ရသွားတဲ့အပိုင်းတွေမျိုးစုံရှိတယ်။ဒီနေ့ပွဲစဉ်အာဆင်နယ်ကစားသမားတယောက်ချင်းစီကဒီပွဲကိုနိုင်ဖို့အတွက်အားကုန်ညှစ်ပြီးကစားခဲ့တာ။အကြိမ်မြတ်နောက်3-4ရက်မှာတပွဲရှိမယ်ဆိုလို့ရှိရင်သူတို့ကစားဖို့သိအဆင်မပြေတော့ဘူး။ဘာကြောင့်လဲဆိုတော့ဒီပွဲကသူတို့တအားနိုင်ကျင်တယ်။အဲ့အတွက်လည်းနိုင်ဖို့အတွက်သူတို့ကြိုးစားတယ်။ပထမပိုင်းအာဆင်နယ်နဲ့ဒုတိယပိုင်းအာဆင်နယ်ကလုံးဝကွဲပြားသွားတယ်။ ကျွန်တော်တို့မှပွဲချိန်ဒီမှာပြောဖြစ်တယ်အာဆင်နယ်1 3လောက်မှစိတ်ချရမယ်လို့ဘာလို့လဲဆိုတော့1 2ဆိုတာလည်းအနေအများဒီရသည့်အာဆင်နယ်တင်းရဲ့ဥဆောင်ကိုရာပြီးသွားပြီဆိုနိုင်ဖို့တည်ကြတဲ့အနေထားတွေကတော့ကျွန်တော်တို့တက်ဆိုစိတ်အေးလက်အေးပေါ့လေသို့တော့နောက်ဆုံးမိနစ်မှာမထင်မှတ်ဖက်နဲ့ကျွန်တော်တို့ကိုပေးလိုက်အချိန်နေကိုကြည့်မယ်ဆိုအာဆင်နယ်ကဘောလုံးပိုင်ဆိုင်မှု65ရာခိုင်နှုန်းဆန်နလန်က35ရာခိုင်နှုန်းဒါပေမဲ့ပွဲချိန်အများစုက injury ဖြစ်ပြီးတော့ဒဏ်ရနေရများတယ်အချိန်ပိုမိနစ်တွေကိုလည်းပထမကြီးမှာ9မိနစ် ဒုတိယအိမ်မှာဆိုလို့ရှိရင်လည်း9မိနစ်ကျော်ပေးတဲ့အထိကိုတော်တော်လေးကိုမိနစ်တွေများပထမအိမ်မှာ6မိနစ်လောက်နေပေးတာ shot on target စန်ဒါလန်က6ချိန်ကန်တယ်2ချိန်9ပေါက်တယ်အာဆင်နီက18ချိန်ကန်တယ်9ချိန်9ပေါက်တယ်အရန်သမျိုးဖို့ကောင်းတာတွေကအစည်းအနိကကန်ဝင်ရတာတွေဆာလီဘာအနိကကန်ဝင်ရတာတွေဇူရီမန်ဒီရဲ့ကန်ချက်ဘာဒန်ထိပ်ပြီးတော့ထွက်သွားတာမျိုးတွေအနိကမိန်တို့ပိတ်ခွင့်ရတာမျိုးတွေဂိုးမရခဲ့တာမျိုးတွေအဲ့ဒါတွေကအရန်သမျိုးဖို့ကောင်းတယ် တစ်ဖက်မှာလည်းဆန်နာလန်ချန့်စ်တီရပါတယ်ရိုင်ယာလက်နာခံပြီးပို့ရတဲ့အပိုင်းတွေကိုတကယ်ဥမပေါ့လေဒါပေမဲ့ကျွန်တော်တို့အတွက်ကတော့ဒီပွဲစဉ်ကတေးတမပဲရခဲ့တယ်အာဆင်နယ်လိုအနေထားမျိုးဒီရသည်မှာချန်ပီယံဖြစ်ဖို့အတွက်ကြိုးစားနေတဲ့အသင်းတသင်းတပွဲကိုသုံးမှတ်ရအောင်အောင်စစမှုအပြည့်နဲ့စော့နေတဲ့အသင်းတသင်းအတွက်ဆိုရင်တော့တေးတမကရှုံးနိုင်တဲ့အတူတူပဲဒီပွဲကိုကျွန်တော်လည်းနိုင်ခြင်းတယ်ကျွန်တော်နေမဟုတ်ဘူး ကွင်းနေရပလေယာတွေကနီးပြအဖွဲ့ဝင်တွေကအာဆင်နယ်ပတ်သက်တဲ့အတိုင်းဝိုင်းတစ်ခုလုံးကနိုင်ကျင်ကြတယ်သို့တော့နိုင်ကျင်နေဆိုတဲ့နောက်မှာလှုပ်အားပါတယ်အဲ့ဒီလှုပ်အားပိုင်းကိုအာဆင်တွေကဂုံငေးတာမရှိဘူးအားလုံးလုံနိုင်တယ်ကျွန်တော်ပထမဆုံးကျွန်တော်စပြီးဂိုးပေးလိုက်တဲ့အချိန်36မိနစ်မှာအဲ့ဒီဂိုးကဂိုးသမားကန်နေတဲ့အလုံးကိုသူတို့ပလေယာတူခေါင်းတိုက်ချပြီးတာကို rice လိုက်ပြီးကတ်နေတဲ့ဂျာတွေကတည်ပြီးတော့ပြေးထွက်အကောင်းကောင်းနဲ့ဒီဒန်နီယယ်ဆိုကစားသမားကကန်သွားခဲ့တယ်ကိုသမားလည်းမတက်နိုင်ဘူးကစ်ကအပြင်းပယ်နတီဘောက်စ်ထဲမှနေပိတ်ရတာ ဲ့ချိန်မှာကျွန်တော်တို့တကိုးနဲ့ရှုံးတယ်ပထမပိုင်းပြီးသွားတဲ့အထိဒုတိယပိုင်း54မိနစ်မှာကျွန်တော်ကိုးရတယ် main တို့ဖန်တီးပြတဲ့ဆေးဘူကောက်စားကမြေလိမ်မို့အပြင်းကန်သွားတယ်အဲ့ဒီမတိုင်မှာစာကာဒီနဲ့ရတဲ့ chance ရှိတဲ့ကိုးတော့မရခဲ့ဘူးဒါပေမဲ့အဲ့ဒီကိုးမှာတော့စာကာရဲ့ပပနဲ့နဲ့နဲ့မြေလိမ်မို့ကန်သွားခဲ့တယ် okay 11ငါတို့ပြန်လာနိုင်နေဆိုတဲ့ခံစားချက်ရပြီးသားဇီးဝါနဲ့ရှုံးတဲ့ချိန်တွေက1ဇီးနဲ့ရှုံးတဲ့ချိန်တွေကျွန်တော်တို့ကအဲ့လိုခံစားပြီးသားဝန်းဝန်းဖြစ်သွားချင်းဘာလို့မမျောလင်းရဲရမှာလဲ84မိနစ်ဇူယီမန်ဒီပေးတဲ့အလုံးကို trossack ဧရိယာထိန်းသားနေပြီးတော့အပေါ်ဒေါင်နာကိုကန်ထည့်သွားတာကောင်းလိုက်တာဗျာပုံမှန်အဖြစ်ဆိုရင်ဒီလိုမျိုးအတင်းတင်းကိုအာဆင်နယ်ကအနိုင်တကျသွားပြီ1 2ဆိုတဲ့ရလက်နဲ့သို့တော့ဒီပွဲစဉ်မှာတော့အာဆင်နယ်အတင်းနေနဲ့ဒီကိုထိမ့်ဖို့အတွက်စ조사ပြီးတော့မော်ကွေရူကစားမမျိုးကြီးလည်းထဲ့တယ်အတင်းရဲ့တိုက်စစ်ကစားမတချို့ကိုလည်းလူစားလေးလိုက်တယ်ဒါမှမဟုတ်ကျွန်တော်တို့ရှုပ်ရှက်ခဲ့တဲ့အနေထားကနေကိုပြန်ပြေးလိုက်ရတယ်။ဘာကြောင့်ရှုပ်ရှက်ခဲ့လဲဆိုတော့အဲ့ဒီပေးရတဲ့ကိုမတိုင်မီအရှိမသူတို့ကစားမတူပစ်လဲသွားခဲ့တယ် များသောဖြင့်အာဆင်နယ်အဲ့လို weak point နေမှာဆိုလို့ရှိရင် fair play ပုံစံမျိုးပြိုင်ဘက်ဒဏ်ရာသွားတဲ့ခံမှုကဆက်ပြီးကစားဖို့တည်းနည်းနည်းတွန့်သွားတဲ့အပိုင်းလေးရှိတယ်။ကိုချင်းစာတရားလို့ပြောရမလား။တခါကြိုင်အဲ့ဒီအပိုင်းလေးမှာမင်းကြီးချက်ဖူးပြောရမလားမသိဘူး။ဒိုင်း WC မုတ်လို့မှုံညာနည်းနည်းလေးတက်သွား။ဒီအချိန်မှာပဲဂီဗီယမကကြီးလိုက်ပြီးကတ်နေတဲ့ဂျာတဲ့ကနေပြီးတော့တစ်ဖက်ကစားသမားကဘော်ပီဆိုတဲ့ကစားသမားပေါ့လေ။ကိုတင်သွားခဲ့တယ်။သူလည်းလွယ်လွယ်ကူသွင်းရမှာမဟုတ်ကန်ထဲပါလား။ရိုင်ယန်နည်းနည်းနောက်ကျသွား။ရိုင်ယန်ရှစ်တက်လာတာ။ နည်းနည်းနောက်ကျသွားတာအဲ့အခြေအနေမှာပြောမယ်ဆိုရင်တော့ဗျာဟိုလဲသွားတဲ့ကစားသမားတူဦးဘက်ကိုအာယုံဆိုင်သွားလို့ပြောမယ်ဂီပြောမကကြီးတောင်းဆိုတယ်သူပြင်အဲ့ဒီကစားသမားကန်ပြီးသွားချိန်မှာပြန်ကျလာတဲ့ခြောက်ကသူ့ခေါင်းထိသွားတယ်ဘာညာဆိုပြီးသူတောင်းဆိုပုံရပါတယ်ဒါမှမဟုတ်ချားဗီရှင်တစ်ခုနဲ့လည်းတောင်းတာဖြစ်နိုင်တယ်ကျွန်တော်မြင်တော့အဲ့ဒါပဲမြင်တယ်အဲ့တော့အာဆင်နယ်အသင်းအနေနဲ့အချိန်ပို9မိနစ်မှာ1 2ဆိုတဲ့ရလက်ကကျွန်တော်9ပြီဗျ9ပြီဆိုတာက3 4မိနစ်လောက်ပြီးသွားပြီသူခိုးသူနဲ့အချိန်မှာ64မိနစ် ဘောလုံးအားသားနည်းကအဲ့ဒါပဲကျွန်တော်တို့ဘဝတွေမှာလीများသောဖြင့်အခြားသူတော့မသိဘူးကျွန်တော်တို့အတွက်ပျော်စရာကဒီအာဆင်နယ်ပဲရှိရဘောလုံးကပေးတဲ့အပျော်ပဲရှိရဘောလုံးကပေးတဲ့အပျော်နိုင်ပွဲဆိုရင်ကျွန်တော်တို့ကမအိပ်ဖဲနဲ့လည်းအလုပ်ကောင်းကောင်းလုပ်လို့ရတဲ့အထိစွန်းနေပြည်တာဒါပေမဲ့တေးကြတဲ့ခိုင်မှုတွေရှုံးတဲ့ခိုင်မှုတွေမှာကြာရင်လူကတကိုယ်လုံးလုံးဝကန်ရိုက်ထားလိုက်လို့အားလုံးကမရှိတော့လို့ဖြစ်သွားတာအဲ့ဒါပါလို့ဆိုအဲ့ဒီအသေးနဲ့ပတ်သက်ပြီးစိတ်နစ်ထားတယ် ဲ့ဒီအသေးနဲ့ပတ်သက်ပြီးအရန်ကိုရီမန်းထားခဲ့တယ်ဒီပွဲနဲ့ပတ်သက်ပြီးအရန်ကိုမှနိုင်ကျင်တယ်ဘာကြောင့်လဲဒါပြီးရင်မနက်မှမှကံမဲ့ပွဲကမန်ချက်စတာစီးတီးနဲ့လေဗာပူးထိတိုက်တွေ့နေတဲ့အချိန်ဘလို့ရလက်ပဲထွက်တော့ကိုကသုံးမဲ့ယူထားမယ်အနေထားအခုတမတ်ကကျွန်တော်တို့ဆိုရှုံးတယ်လို့ပဲပြီးတော့နိုဝင်ဘာ International Break ပရဲ့အရှိကြီးကိုကျွန်တော်ကနိုင်ပွဲလေးနဲ့အဆုံးသတ်ချင်တာကြက်ထားပါတော့ဒီနေ့ပွဲစဉ်မှာအာဆင်နယ်တင်းရဲ့ လိုအပ်ချက်တစ်ခုသွားပြီးကိုယ့်အကွင်တွေးရတယ်အဲ့ဒါဘစ်တာယောဂရက်ကကွက်လက်ပဲယောဂရက်ပါတဲ့အချိန်မှာဂိုမသွင်းရင်ချိုးရမကြိုက်ကြဘူးဒါပေမဲ့ကျွန်တော်ပြောတယ်ယောဂရက်ဒီဂိုမသွင်းလဲအတင်းရဲ့တက်ရှစ်ဆုံးမှာဘလောက်ထိပြိုင်ပြကစားသမားတွေအလုပ်ပေးထားလဲဆိုတာတက်တေပဲမိန်လိုပါလာတာမှန်တယ်ဒါပေမဲ့ဘစ်တာယောဂရက်တာပါလာရင်ထရော့ဆက်နဲ့စာကာတို့ဒီထက်ပိုပြီးတော့အခွင့်အရေးရမှာဒါပေမဲ့ယောဂရက်မပါတဲ့အခါမှာတော့အာဆင်တင်းရဲ့တောင်မန်တွေကမှနစ်ကတိုင်းပဲကစားပုံကျက်သွားခဲ့တယ်ကျွန်တော်တို့အနေနဲ့ ဒီပွဲစီကိုပလီယာတကယ်နိုင်ငင်ခဲ့တဲ့စိတ်နဲ့ကံတာကိုတွေ့ရတယ်။ Rice ဆိုနောက်ပိုင်းပြစ်တောင်လဲသွားတဲ့အထိပဲ။တော်တော်သူမောပန်းနေပြီ။ရောင်းသူလိုက်တယ်၊လှုပ်တယ်။အနာခံပြီးတော့ပြေးဝင်ပိတ်တာတွေရှိတယ်။စောစီးမှာဇူးမဒီဝါသွားခဲ့တာတွေစောစီးမှာတစ်ဖက်က Greenish Shark ဝါသွားခဲ့ရရဲ့ပွဲတံပိုးအလှည့်ပြောင်းဖြစ်သွားပါဘို့လေ။ Shark ဝါသွားပြီးနောက်ပိုင်းမှာနည်းနည်းလေးကွင်းလေသူတို့ဘက်ကကျသွားတာလည်းတွေ့ရတယ်။အဲ့ဒါကိုအာဆီနီယံကောင်းကောင်းအခွင့်အရေးယူပြီးတော့ နိုင်ကိုတွေသွင်းနိုင်ပြီနောက်ဆုံးမှာတော့တည်ကြသွားခဲ့တယ်။ပရီးမီးယားလိဆိုတာအဲ့ဒါပဲ။ဘောလုံးအားစားလိဆိုတာအဲ့ဒါပဲ။ကျွန်တော်တို့အမြဲတမ်းပေးကူးမရှိဘဲနဲ့နိုင်ခြင်းလို့မရဘူး။ကျွန်တော်တို့အမြဲတမ်းနိုင်ပွဲလိုခြင်းလို့မရဘူး။ကျွန်တော်တို့တစ်ချက်ကလေးမှားရင်ပေးဆက်မှုကြီးမားသွားမယ်။ပရီးမီးယားလိဆိုတာအသင်းကြီးအသင်းငယ်အရင်မရှိဘူး။အခုဆန်နလန်းဆိုတဲ့အသင်းနဲ့ကျွန်တော်တည်ကြသွားတယ်မနက်ဖြန်မန်ချက်စတာစီးနီးယားလီဗာပူးအသင်းပွဲစဉ်ဘာရလက်ထွက်မယ်တစ်ချက်တော့ကြည့်ရမယ် ီညမှာဂိုးတွေကြောင်းပြောမယ်ဆိုရင်စာကာရဲ့ဂိုးလည်းရှယ်ပဲအထူးသဖြင့်ကျွန်တော်ဒီပွဲစီမှာအကြိုက်ဆုံးဂိုးကိုပြောပါဆိုရင် Trossard ရဲ့ဂိုးကောင်းလိုက်တာဗျာ scale လည်းပါတယ် power လည်းပါတယ် finishing ကလည်းလုံးဝအဝေးခံချက်ငြိမ်ညာပဲအတမျောဆုံးဂိုးကိုပြောပါဆိုရင်တော့ Zuri Medical ချက်တိုင်ထိထွက်သွားခဲ့တာအရန်တမျောတယ်အမေရိကရောဒီပွဲမှာလာကြောင်းနိုင်ငံရဲ့အကြိုက်ဆုံးကစားသမား၅ဦးထဲမှာ Raya ကိုလည်းရွေးဖြစ်မယ် Trossard ကိုလည်းအကြိုက်ဆုံးရွေးဖြစ်မယ်ရှာကစားသမားတွေရွေးဖြစ်မယ်သူတွေ Zuri Medical Rice တို့ရွေးဖြစ်မယ် ဒါပေမဲ့ကျွန်တော်အသင်းရဲ့ရလက်တည်ကြတဲ့ခါရှုံးတဲ့ခါကြီးမှာတော့ကျွန်တော်မရွေးဖြစ်ဘူးပေါ့လေကဲကျွန်တော်ညီကိုလည်းဘာမှစိတ်ထဲထားမနေပါနဲ့သူများဥသာအားပေးရကျွန်တော်လည်းဒီလိုမျိုးအသင်းရလက်ဆိုးတဲ့အချိန်မှာကင်မရာရှေ့ထားရတာလေငရဲပဲနားမလားထိုက်တဲ့ challenge အသင်းနဲ့အသင်းတည်ကြပါစီလို့ပဲကျွန်တော်ဆူတောင်းလို့ဖြစ်နေတည်ကြရင်တော့ရလက်အပြောင်းလဲမရှိဘူးပေါ့လေတသင်းသင်းနိုင်သွားရင်တော့အာဆင်နဲ့ကတ်သွားတော့မှာဒါပေမဲ့ ယာတိကအစိုးရရှိပါသေးတယ်အစိုးရရှိတယ်ဆိုမဲ့ဖြစ်နိုင်တယ်များတော့ကိုယ့်အသင်းကိုအမှတ်တရအများကြီးပြက်ပြီးဥဆောင်စေချင်တာပေါ့ဆန်နလန်ကလည်းအာဆင်နယ်နဲ့တွေ့တော့မှပဲဗျာလုံးဝဘလူဝဲဘလူအသေးတန်ကစားသွားတာသူတို့လည်းလုံးဝ appreciate ဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်ကင်တဲ့ဒိုင်နဲ့ပတ်သက်ပြီးပြောရရင်တော့တချို့ chance လေးတွေမှာတော့တစ်ဖက်ကလည်း VC မုတ်ပြီးတော့ပြစ်တံပေါ်ပြီးရင်တစ်ဖက်ကလည်း VC မုတ်ပြီးပြစ်တံပေါ်ပြီးတဲ့လို့ကျွန်တော်ထင်တယ်ကျွန်တော်တို့လည်းရာသီနဲ့ပြစ်တံပေါ်တွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့ရာသီရထိုက်တော့မရခဲ့ဘူး ကဲအဆုံးထိကြည့်တယ်လဲအားလုံးကျေးဇူးတင်ပါတယ်ကျောင်းကြီးကိုဒီအားလုံးပဲ fighting မှာအာဆီနီယာလက်ရှိချိန်ဒီအဆင့်တကနေပြီးတော့ Norway မှာ international break ကိုဆက်ပြီးဖြတ်တန်းရအောင်မှာပါအမှတ်အနည်းများပဲကွာခြားသွားတော့မှာပါဘောလုံးပွဲနဲ့ပတ်သက်ပြီးစီးပွားဖြစ်ဖြစ်ပြောရဖြစ်ကစားကြည့်ဆိုရင်ဘာဘာခုနတောင်ကို646 463တိန်တဲ့ဘက်တောင်ကို9903900ရာမှာဆက်သွယ်ချိန်ဆက်ပြီးကစားလို့ရပါတယ်ဘယ်မှာပဲဆော့ဆော့ပါဘောလုံးပွဲနဲ့ပတ်သက်ပြီးစိတ်ချခြင်းလဲဆိုကျောင်းစီမှာလာပြီးဆော့လို့ရပါတယ်မဆော့တဲ့ညီကိုတွေကတော့ YouTube မှာကျွန်တော်ကိုအားပေးလို့ရပါတယ်